တနာလန်တော်တော်ကောင်းတယ်ဒီရာဒီလိမှာအိမ်ဝင်းမှာရှုံးဝဲမရှိသေးဘူး။နော်အာဆင်နယ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီရာဒီမှာတန်တက်တွေဖြစ်တဲ့ကလိစ်ကိုလည်းသူကိုပြတ်နိုင်တယ်။ဘန်လီကိုပြီးခဲ့တဲ့ဘက်ကကိုပြတ်နိုင်တယ်။အဲ့တော့သူစန်းနန်းလန်းကိုသူချင်းဆိုင်ရမယ်ကိုပြတ်နိုင်မလား။စန်းနန်းလန်းကလည်းဂိုးစရရာဒီအာဆင်နယ်နဲ့ဂိုးစရရာဒီရတဲ့ဂိုးကိုပဲဟိုအကောင်းဆုံးပုံနဲ့မှာပဲထိန်းသွားမယ်လို့ကျွန်တော်ဆိုနေတယ်။ အခုဆိုရင်လေသုံးသပ်ပေးမယ့်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်ပွဲကြီးပွဲကောင်းတစ်ပွဲလို့တော့ကျွန်တော်ယူဆလို့ရတယ်ဘောနော်ဆန်ဒါလန်ကြောင့်ပါဆန်ဒါလန်ကြောင့်ဆန်ဒါလန်တော်တော်ကောင်းတယ်ဒီရာဒီလိမှာအိမ်ဝင်းမှာရှုံးဝဲမရှိသေးဘူးဒါအေဗာတန်နဲ့မှာနောက်ဆုံးတည်ရကြခဲ့တယ်ဆန်ဒါလန်နဲ့ဒါအာဆင်နယ်နဲ့ပွဲဆိုတော့ဒီပွဲစဉ်ကဟိုအစင်လာရဆိုရင်တော့ဒါဆန်ဒါလန်ကကာဆင်နယ်ကိုနိုင်မရလား16နှစ်ရှိဒါပေမဲ့လက်ရှိပါလို့ပုံစံကောင်းကတော့ဆန်ဒါလန်ကတော်တော်ကောင်းနေတာကိုတွေ့ရတယ်ဘောနော်တစ်ဖက်ကအာဆင်နယ်ကိုကြည့်ပြန်ရင်လည်းအာဆင်နယ်ကဒါဂျာရဲမှာချန်ပီယံလိမှာပလာဗီယာဘလက်ကိုနိုင်တယ်နိုင်တဲ့အခါမှာ10ပွဲဆက်ပေးဖို့မရှိပဲ အာဇနယ်ခန်းစစ်ကဖြတ်တန်းထားတဲ့အနေထားဆိုတော့ဒီပွဲစဉ်ကဘော်ဒီကတော့ဗျာဒါ190ပေါ့နော်ဂူပေါင်းတော့ဒါနှစ်နှုတ်နှစ်နှုတ်တရာပေါ့နော်အဲ့လိုအခြေအနေမှာကျွန်တော်အနေနဲ့တော့ဒီပွဲစဉ်ဆန်နာလန်ကိုကျွန်တော်အာဇနယ်ခန်းစစ်ကိုဆန်နာလန်ဖတ်နေလို့ထင်တယ်ဆန်နာလန်ရတော့ကျွန်တော်ဆန်နာလန်ဘက်ကိုဂူမပေးထားဘူးလို့ကျွန်တော်ယူဆအဲ့တော့ဘော်ဒီကိုဖြတ်ထားပြန်လဲဒါပြီးရင်နိုင်ငံပွဲကြီးဝင်မှာဆိုတော့အတခုတော့ရှိတာပေါ့လေအာဆင်နယ်ရဲ့အနေအထားလေးကိုပြန်ကြည့်ရအောင်အာဆင်နယ်က international break တွေကိုနိုင်ငံတော်ပွဲကိုဝင်နေနောက်ဆုံးကန်တဲ့ပွဲစဉ်တွေတိုင်းကိုအနိုင်ရတာများခဲ့တာပေါ့အဲ့ချက်လေးတစ်ချက်ကိုတော့တွေးခဲ့ရတယ်ဘောနော်ဒါကဒါပြီးရင် နိုင်ငံသားပွဲဝင်မယ်ဆိုတော့အာဂျင်တိုင်းအပေါ်ကြီးရဲ့ဆိုပြားနာတယ်ရတယ်ရင်းရမယ်တဲ့ဘောမျိုးရှိနေတော့အဲ့တော့ကျွန်တော်အနေနဲ့အကောင်းဆုံးအနေထားကတော့တန်နာလည်းဂိုးပေးမထားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကိုကျွန်တော်ကတော့ဂိုးအနေဘက်ကိုဥတည်နေမယ်လို့တော့ကျွန်တော်ကယူဆတယ်နော်ဆရာတို့ရဲ့အနေလို့ဆရာစန္ဒနာဘာပဲပြောပြောပြအိမ်ခွင်းမှာဂျေးအောင်တာတွေကတော့များနေသူကတော့တော်တော်တန်းတဲ့အတင်းတန်းတဲ့အတင်းတန်းတဲ့နေနေတော့ဘန်လီတို့ဘာလို့ကြောက်ရောအိမ်ခွင်းမှာဂျေးအောင်တာကိုသူကတော့အောင်နေတယ်နော်အာဆင်နယ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီရာသီမှာ တန်တက်တွေဖြစ်တဲ့တော့ list ကိုလည်းသူကိုပြတ်နိုင်တယ်ဘန်လေးကိုပြီးခဲ့တဲ့ဘက်ကကိုပြတ်နိုင်တယ်အဲ့တော့ तू စန်းနန်းလန်းကိုသူချင်းဆိုင်ရမယ်ကိုပြတ်နိုင်မလားဆိုတော့အာအာစနယ်ကဘာပဲပြောဂျာရဲမှာအဲ့သူပွဲကစားထားရအောင်ကျွန်တော်တို့ကဒီပွဲဟိုဂိုးများပေးရမလားအာအာစနယ်ခုနပွဲစတိုင်းဂိုးမပေးထားရအောင်ဒါပေမဲ့ तू ဆလာဗီယာပရက်ကိုလည်း तू အကောင်းဆုံးရင်ဆိုင်ပြီးတော့ဂိုးမပေးရအောင်အဲ့တော့ရှစ်ပွဲစတိုင်း အတိုင်ဝဲဆိုရှစ်ပွဲစတိုင်ဂိုးမပေးရဘူးပရီးမီးယားလိငါးပွဲစတိုင်နိုင်လာတယ်1903ခုနှစ်ကရှစ်ပွဲစတိုင်ဂိုးမပေးရစံချိန်နဲ့တူသွားပြီ1903ဆိုတော့ပြန်တွက်မယ်ဆိုဆရာကနှစ်တရာကျော်သွားပြီခွာရီလာအဲ့ဒါကြောင့်မပြောတာပထမကသူကအာဆင်နယ်ကိုမနာလို့ဖြစ်တယ်အာဆင်နယ်လက်ရှိခံစစ်ကအကောင်းဆုံးနေအောင်ဆုံးမယ်တော့ဘန်လီဆိုရင်ပြောပြီးခဲ့ဒါဘန်လီနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာဆိုပေးရသွားမီလို့ထင်တော့ပြီးခံလေးလေးပါ free kick ကြောင့်နေပြီးတော့တိုင်အထိသွားတာဒါအာဆင်နယ်ဘက်မှာဟိုပြောပြောမလဲရှိရတယ်တန်တရားကြီးက အဲ့တိုင်တော်တိသွားတယ်ဗျာဘာဖြစ်မဝင်သွားပြီအာဆန်နယ်အဲ့ဆန်နယ်ပြတ်ပြီအဲ့တော့ဒီပြဿနာအာဆန်နယ်ကဟိုပြောရမယ်ဆိုရင်အာတီတာအရှိ့ကိုအရင်မတက်ခိုင်းတော့ဒီနောက်ခံအစွန်နေကိုကိုမတက်ခိုင်းတော့အိုးပြီးခဲ့တဲ့ရာသီတုန်းကအန်စလော့ဒီကစားသွားတဲ့ပုံစံမျိုးလိုပဲသူကအရှိ့ကိုအရင်ဟိုဒီနောက်ခံအစွန်နေကိုအရင်တန်ရင်နောက်ကပေါက်တယ်အမန်ယူမာဆိုရင်လည်းဘာဖြစ်မနောက်ခံအစွန်နေကအရှိ့ကိုပန်ပိုးမှုပေးဖို့တိုက်စစ်ကိုအားကောင်းဖို့တက်တဲ့ခါကျရင်ပေါက်ကုန် ဆိုအာစနေအဲ့လိုမကစားတော့သူကခံစစ်ကိုထိုင်ကြကစားပြီးအရှိမပဲမွေနောက်ကစားဒါ Rockers ကတော့ဒဏ်ဟာပြဿနာကြုံနေရပြီမြေဒီဘွဲမှာတော့ပါဝင်မလားမပါဝင်မလားမသိကြဘူးဆိုတော့ပြန်ကြည့်မယ်ဆိုရင်စန္ဒလန်ကရှာခါတော့အတင်းဟောင်းကိုပြန်ရင်ဆိုင်ရမယ်စန္ဒလန်ကလည်းဘောလုံးအဖြစ်တည်းအရန်ကောင်းတဲ့အတင်းသူကဘောလုံးအဖြစ်တည်းတော်တော်ကောင်းတယ်ဘောလုံးကလူလာရင်သူသူဘောလုံးဆုံးချုံးသွားပြီဆိုလူလာရင်တော်တော်ကောင်းတယ်ဒါပေမဲ့စန္ဒလန်ကလည်းဘာအားနည်းချက်ရှိလဲဆိုတော့ဟိုသူရဲကောင်းတော့ တိုက်စစ်မှုသူရဲကောင်းမျိုးပေါ်ထွက်တော်မျိုးမဟုတ်ပဲねသူလဲဂိုးမိုင်းဆိုင်ရာကထိုက်တင်တလောက်တော့သူရုံးကန်နေရရုံးကန်နေရအာဆင်နယ်တန်းကိုဂိုးသွင်းနိုင်ပါမလားဆိုတော့ကျွန်တော်စဉ်းစားပါပဲအော်အာဆင်နယ်ကလည်းဂိုးသွင်းပြီးသွားရင်အဲခံစားအပြုပြီးကစားမလားဒီအပိုင်းလေးတွေရှိလားဘာကြောင့်လဲသူ့မှာသူတို့ထမ်းရမယ်ဝင်ရဒီ1903နှစ်ပေါင်း100ကျော်စံချိန်ကိုမှီဖို့စံချိန်ကိုကျော်ဖို့တပွဲပဲလို့တော့ဆိုတော့တပွဲပဲလို့တော့ဒီဘွဲတော့ဂိုးမပေးရင်သူအဲ့စံချိန်ကိုကျော်ကျော်မဲ့ အနေထားလဲဆိုဂိုးမပေးရရင်အာဆင်နယ်လည်းဥတီကစားလာမလားဟုတ်ဆိုတော့အဆန်နာလန်သွင်းပြီးွားရင်လည်းအာဆင်နယ်ကဂိုးတွေအများကြီးပြန်သွင်းနိုင်ပါမလားဟုတ်ဟိုပွဲအနေထားကြီးခြေစွမ်းအနေထားကြီးခံစစ်အနေထားကြီးကိုကြည့်ရတော့ကျွန်တော်တို့ဂိုးအောက်ဘက်ကနေစွန်စားတင်တယ်လို့ထင်ဟုတ်ပါဟုတ်ပါတရားစိုက်ကြည့်တော့မဟုတ်ဘူးဗျာဒါပေမဲ့ပုံမှန်အတိတ်ကနေထားနေမှာဖြစ်နေတာဒါပြပြောရတဲ့ချက်လက်တွေရဆိုတော့တကယ်ကိုအပိမဖိုက်တယ်လို့ပြောလို့ပဲပြောမှာဟုတ်ဆိုတော့ဒီ2016 2016ကျမှာဒီနှစ်သိန်းဒါအဖိတ်လက်တက်တော့ငါ ဒီစနေလကအတူတူအိမ်ကမှလက်ကံကသွားနေမှာသဘိုးတဲ့ပုံမြင်ရတဲ့မှန်တယ်ကိုအတူအတူအလုံးလုံးပြနေတယ်ကိုဒါပေမဲ့အဲ့တန်တန်နဲ့လက်ရှိတန်တန်နဲ့ကွာချမှုကြီးအများကြီးဖြစ်သွားပြီလက်ရှိတန်တန်ရဲ့အိမ်ကွင်းပေါင်ပါလေဘယ်တင်တာလဲငါတို့မြန်မာပြည်ကရှော့တော့လို့ပြောတာငါတို့ခက်ခက်နိုင်ခက်ခက်ခက်နိုင်တဲ့ပုံစံမျိုးမှာရှိနေတဲ့အနေထားပြီးတော့တစ်ခါကအပင်တွေပြန်ကြည့်ပြန်လာလေဒီရည်လက်အုံဝေးကိုဝဲနေပါလေကိုကဟိုတကူနဲ့ပုံပြီးရတဲ့ပွဲလေးမျိုးဟိုတန်တန်နဲ့လိုအသေးမျိုးကိုရုပ်ကြီးကြကြပြင်းမယ်ဆိုရင်နှကုံးပြရမယ့်ပုံစံမျိုးမှာလုံးဝမရှိဘူးကျွန်တော်က ဒီတန်းတန်းတန်းကလည်းကိုးစားရရာဒီအတင်းနဲ့လည်းကိုးစားရရာဒီရတဲ့ကိုးကိုပဲဟိုအကောင်းဆုံးပုံနဲ့မှာပဲထိန်းသွားမယ်လို့ကျွန်တော်ဆိုနေတယ်ဟိုနှစ်ဖက်အပြန်အသွင်းကိုညှော်လင်းထားတဲ့ပွဲကြီးများမရှိဘူးလက်ရှိဖွင့်တဲ့ကားလည်း1.2ပိုက်နဲ့2.5ပိုက်ကြားမှာလေတစ်ခါတည်းပဲကိုးသွင်းတဲ့ပုံစံမျိုးကိုဦးတည်ဘော်ဒီနဲ့ကိုးပေါင်းတော့တဟဘာသာပိတ်တယ်ပိတ်ပါတယ်သူကန်ဆယ်လို့ရောပေါ့နော်ဟုတ်တယ်အဲ့ဒါတော့ 3+ မှာဟုတ်တယ် 3+ 5လေ2ဘက်ခဲပဲဖိုက်တော့ပေါက်နေဒါတက်တော့လေဟိုဘီဘွက်လို့ပြောလို့ရတယ်ဘာလို့လဲဆန်လောင်းပြောင်းပြတ်သွားအဲ့လိုပေါက်တယ် အခုဒီမှာကြောက်တော့တော့ဟုတ်ဘာလို့လဲစကားလိုက်နဲ့စကားလိုက်နဲ့အိမ်ကြီးရတယ်ကိုရနေပြီးကြည့်ရပုံနဲ့ပြီးမှပြင်နေနေသားမှာတကယ်တမ်းနှစ်ဖက်ဘေးကိုအပြန်အသွင်းမမြင်ရလို့ဆိုစူပါကလန်ပိုက်တော့စစ်တဲ့နေလို့ကျွန်တော်သိတယ်လက်တစ်ပွဲပိုက်နဲ့အာတနေဝဝိုက်တူပိုက်ကြမှာတော့ကျွန်တော်တစ်ဖက်တည်းပဲကိုရတော့မယ်ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့စတေဒီယမ်တော့ live ပေါ့နော်လင်းအောင်ကွင်းမှာကစားမယ်တောင်စန္ဒာလန်နဲ့ကျွန်တော်တို့အာဆင်နယ်ပွဲစဉ်ကတော့ဒါပွဲကောင်းတဲ့ပွဲလို့ပြောလို့ရတယ်အဓိကကတော့စန္ဒာလန်ရဲ့ခြေစုံကြောင့်ပေါ့နော်အိမ်ဝင်းရာတီရာတီအိမ်ဝင်းရှုံးဝင်းမရှိသေးတဲ့စန္ဒာလန်ခြေစုံတော့ပွဲကောင်းတဲ့ပွဲလို့ပြောလို့ရတယ် cancel လဲမာလဲအတင်းဖြစ်တယ်လို့ကြောင့်ဒီပွဲစဉ်မှာ ျွန်တော်တို့အာဆင်နယ်ဘော်ဒီကိုစုံစားတာထက်စားရင်တော့ကျွန်တော်ဂိုးအောက်ကိုစုံစားတင်တယ်လို့ထင်ပါတယ်